မြန်မာနိုင်ငံမှာရှိတဲ့ယုထုစင်တို့တွေကိုကျွန်တော်တို့ကဖြည့်ဆည်းရမှာမြည်ရှုရမှာဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမြည်ရှုရမှာခြေထောက်တွေနဲ့ညင်ညမှာဓာတ်တွေနဲ့ခုပ်ပလဲရမှာနော်ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကွယ်ရမို့မတတ်မရဘို့အင်းဒီမှာမတွညဘို့ဘုဒ္ဓဘာသာတွေကကိုယ်တိုင်နဲ့ထုထားတာပြည်လားကိုယ်တိုင်နဲ့ထုပြီးမှကူးကွယ်တာ 工作过古怪的，跌倒的路过一万匹马，吐他匹马古怪的呢。အဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖခင်တခင်မနေ့ကခရိယန်တွေကမမတို့ရဲ့ဗုဒ္ဓဘာသာဖျားကို ဖြိုဖျက်ပစ်ဖို့တို့ခြေထောက်နဲ့နင်းဖို့တို့ဖြက်စီးပစ်ဖို့တို့မျိုးစုံပြောထားတာကိုမမကဖိုင်လေးတွေတင်ထားတဲ့ခါမှာမမကို ဓမ္မမိတ်ဆွေတွေတငယ်ချင်းအားလုံးကပေါ့လာပြီးတော့ဟိုကော့မတ်တွေမှန်ကြတယ်ပေါ့မှန်ကြတဲ့အခါမှာမမအနေနဲ့ကတော့သူတို့ကတော့ဒါထိထိရရအေးယူတင်နေလို့အေးယူပေးပါဆိုတော့မမလို့လူကတော့တန်မှန်ရက်သူမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဘာအေးမှမယူပေးနိုင်ပါဘူးဒါပေမဲ့မမလို့ပဲ ဘာသာတရားကိုကိုင်းဆိုင်ကြသောဗုဒ္ဓဘာသာဝင်ညီကိုမောင်နှမများကဝိုင်းဝန်းပြီးတော့ဒါကိုတောင်းဆိုကြပါဒါမှသာလေမမတို့ဗုဒ္ဓဘာသာသာသနာကိုဒီလိုစော်ကားရင်ဒီလိုဖြစ်တယ်ဆိုတာကိုဒင်းတို့ခရစ်ယာန်တွေသိပါလိမ့်မယ်မမတို့ဗုဒ္ဓဘာသာတွေကလည်းမြည်သည့်ဘာသာကိုမှကိုကစတင်ပြီးသူတို့ပြောသလိုရုပ်ရုပ်မှမှသွားပြီးမစော်ကားပါနဲ့မမတို့ဘာသာတရားကိုလာရောက်ရေးစော်ကားခဲ့မယ်ဆိုလို့ရှိရင်လည်းလုံးဝတဲကြီးမခံပါနဲ့ကနေ့ရစပြီးတော့ထိထိရောက်ရောက်ပြန်ပြီးတော့ပြောဆိုပါ ဟိုနိုင်ငံတော်အကြီးအကဲတွေနဲ့เนาะတာဝန်ရှိတဲ့သာသနာရေးဝန်ကြီးဌာနတွေကိုပဲမမတို့ကအကူအညီတောင်းရမှာဖြစ်ပါတယ်မမကတော့တန်မှန်အရက်သူအရက်သားတယောက်ဖြစ်တဲ့အတွက်မမရဲ့ဖိုင်နေပို့တွေမှာပေါ့လာပြီးတော့မှတ်ထားကြတာတော်တော်များတယ်ကောမန့်တော်တော်များများမှာကောမန့်က၄၅၈၀၀လောက်ရှိတယ်အဲ့ဒီကောမန့်၄၅၈၀၀ထဲမှာအများဆုံးသည်ထိထိရောက်ရောက် အရေးယူပေးဖို့အများဆုံးပါတယ်အဲ့ဒီတော့မမလို့တာမန်ရက်သူကတော့ဘာမှမတက်နိုင်ပါဘူးရှင်အဲ့ဒီအတွက်သာသနာရေးဝင်ကြီးဌာနနဲ့အထက်မှရှိနေသောဆရာတော်ကြီးများကိုဖရာသပိတော်မကလက်ဆယ်ပြထိတ်မှမွေးချီးဆုံးကိုဥခိုက်ပါသည်ဖရာဖရာသပိတော်မတို့ဗုဒ္ဓဘာသာသာသနာကိုဆရာတော်ကြီးများကဆောက်ရှောက်တာလည်းမှန်ပါတယ်ဒါပေမဲ့တပိတော်မတို့ကလည်းပဲတက်နိုင်သလောက်ဗုဒ္ဓဘာသာဝင်အစ်စ်တွေဖြစ်တဲ့အတွက်ဖျားတပိတော်မတို့ဆောက်ရှောက်ခြင်းဖြစ်ပါသည်ဖျားဤသက်ဖို့ကြောင့်ဖျားတပိတော်မတို့သည် ပြောမှဆိုမှရှိပဲကရှိခဲ့ပါကလည်းခွင့်လွှတ်လို့ပေးတော်မူပါဆရာတော်ဖရာကြီးတွေရဲ့ခြေစုံငင်းကိုဖရာတပည့်တော်မှာတို့ဥခိုက်ပါသည်ဗျာသာသနာရေးဝင်ကြီးဌာနကလည်းဒီလိုမျိုးဖရာတွေကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာသာသနာကို မထီမျက်မြင်ပြုပြီးရိုင်းရိုင်းဆိုင်ဆိုင်စောစောကာကာပြုထားတော့လူတွေကိုသာသနာရေးဝန်ကြီးဌာနကလည်းပဲထိထိရောက်ရောက်အေးအေးယူပေးစီလိုပါတယ်။ဒါသည်ဗုဒ္ဓဘာသာဝင်အားလုံးနဲ့သက်ဆိုင်သောအရာဖြစ်ပါတယ်။တရား35မြို့သောညီကိုမောင်နှမတွေထဲမှာလည်းဗုဒ္ဓဘာသာဝင်သည်အများဆုံးဖြစ်ပါတယ်။အခုအသက်ခိုက်အောင်နာနေရတဲ့အတွက်ဗုဒ္ဓဘာသာဝင်အားလုံးထွက်လာ၍လိုင်းပေါ်မှာပြောဆိုတန်းနေသည်လဲစူညံနေပါပြီ။အဲ့ဒီအတွက် သူ့အသက်အရွယ်ကတော့ခလေးသာသာပဲရှိပါသေးတယ်အသက်20အစိတ်ပေါ်အလွန်ကျွန်ရှိနိုင်ဒါပေမဲ့သူ့ရဲ့သဘောဆန္ဒအရပဲပျော်ပျော်နောက်ကခိုင်းလို့ပဲပျော်ပျော်ဒါသည်ထိထိမိမိအေးအေးယူမှသာလျှင်ဘာသာတရားတစ်ခုနဲ့တစ်ခုကိုလေးစားသမှုရှိကြမှာဖြစ်ပါတယ်လို့လက်ဆယ်ပြားထိတ်မှမျိုး၏အခြေစုံဥခိုက်၍တောင်းဆိုလိုက်ရခြင်းဖြစ်ပါသည်ကျွန်တော်မျိုးမတို့ဗုဒ္ဓဘာသာသာသနာသည်အဖက်ဖက်ကဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရရတဲ့အတွက်အေးအေးယူပေးပါရန်မြတ်တာရက်ခံပါသည်ရှင် တိအောင်တော့မမပြောပြမယ်မမတို့ဂေါရမမြတ်စွာဘုရားသည်နော်ဆရာမကူတန်ပူညာနှင့်တစ္ဆာလေးပါမြတ်တရားကိုပိုင်းခြားထင်ထင် သိမြင်ခဲ့သောဂေါရမမြတ်စွာဘုရားဖြစ်ပါတယ်ဘသူကတမန်တော်ကလှုပ်လို့မှဘဲသခင်ယေရှုကလက်ညှိုးထိုးလို့မှဖျားဖြစ်လာခြင်းမဟုတ်ပါဘူးဒါရီဒီတိုက်လေးထဲမှာဒါတိုက်ဆောက်လို့ရမယ်မမတို့ဂေါရမမြတ်စွာဘုရားဘသူကလွှတ်လိုက်တာတို့ဘဲဟိုတမန်တော်ကလွှတ်လိုက်တာတို့ ဘဲဘာဘာဆိုတော့မိုဟာမက်ကလွတ်လိုက်တာတို့ဘဲသခင်ယေရှုကလွတ်လိုက်တာတို့ဆိုတာဓာရီဒီကောလာဟာလာနော်လေထဲမှာပဲတိုက်ဆောက်လို့ရမယ်တကယ်ဖြစ်နေတော့သာသနာဒီဘဲသူသာသနာမှာနေထိုင်နေတာလေဂေါရမမြတ်စွာဘုရားသာသနာဒီနော်တစ္ဆာလေးပါမြတ်တရားကိုပိုင်းခြားထင်ထင်ကိုပိုင်သိမြင်လာတော့ဖရာကိုတိုင်းကြင့်ကိုတိုင်းကြင့်ကြံအားထုတ်လို့ရလာတော့တရားအဘသူကလုံလိုက်လို့မှဖျားဖြစ်တာမဟုတ်ဘူးဘသူကညွန်ပြလို့မှဖျားဖြစ်လာတယ်ဖျားမဟုတ်ဘူးအဲ့ဒီအတွက် တုမရှိတော့ဂေါရမမြတ်စွာဘုရားဘသူမှတုရှင်လို့မရဘူးနှိုင်းရှင်လို့မရဘူးတပ်ပင်မြင့်လေတိုက်တယ်မဟုတ်လားအဲ့လိုပဲအမားတို့မြတ်စွာဘုရားသည်မယုံမသိတပ်ပင်နဲ့နှိုင်းတာတော့မဟုတ်ဘူးတပ်ပင်မြင့်လေတိုက်တယ်ဆိုသလိုပဲအောင်မြင်တဲ့သူသည်အတိုက်ခံအတိုက်ခိုက်များများခံရသလိုပဲမမတို့မြတ်စွာဘုရားသည်အမတန်ကိုဖုံးတကိုကြွယ်တော်ဘုရားဖြစ်တဲ့အတွက်အတိုက်ခိုက်ခံရတယ်လို့ပဲမမကယူဆတယ် ဲ့ဒီအတွက်မမတို့ဖရားသည်တမန်တော်ကလည်းလှုပ်လို့မရဘူးခရစ်ကယေရှုကလက်ကျိုးထိုးခိုင်းလို့မရဘူးဘာဖြစ်လို့လဲဆိုတော့မမတို့မှာတမန်တော်လည်းမရှိဘူးခရစ်တော်လည်းမရှိဘူးပြန်လဲမွေးဖွားခြင်းဆိုတာလည်းအယုံကြည်မရှိဘူးသေဆုံးခြင်းဆိုတာလည်းသေဆုံးပြီးသားလူကပြန်ရှင်တယ်ဆိုတာလည်းအယုံကြည်မရှိဘူးဘာဖြစ်လို့လဲမမတို့တွေသည်တိရသည်မွေးဖွားပြီးရင်သေဆုံးမှာပဲ။ကိုကြီးနာကြီးသေခြင်းကိုမိသူမှမခွဲနိုင်ဘူး။ အဲ့ဒီရဲ့ဖះရှင်ဟောကြားခဲ့သောဒေသနာတော်တို့သည်အခုမျက်မှောက်ကာလမှာဘယ်ဖះကဟောကြားခဲ့တဲ့ဒေသနာတော်သည်အသက်ဝင်နေတာလဲဒါဆိုရင်တခြားဘာသာဝင်တွေကမသေးကြဘူးလားမနာကြဘူးလားမအိုကြဘူးလားနော်ကိုပြုသောအာကုသကံတရားကိုမခံကြရဘူးလားကိုကောင်ပြုသောကောင်းမှုကုသိုလ်ကိုရောမခံစားကြရဘူးလားဒါတွေကိုကြည့်လိုက် အဲ့ဒါဆိုရင်ဘဲဘာသာကောင်းပါတယ်လို့လက်ညှိုးထိုးပြစရာမလိုပါဘူးရှင်ကိုဘာသာကိုသာသနာတာတကယ်စစ်မှန်ကျွန်ညာဝင်စရာမလိုဘူးလို့မမပြောထားတဲ့အတိုင်းပဲအဲ့ဒီလိုဖြစ်မှာပါအဲ့ဒီအတွက်ဘာသာအသီးသီးကိုတောင်းပန်ခြင်းနဲ့ဘာသာရေးအထီးကုံမဖြစ်ဖို့အတွက်မမတို့ဘာသာကိုလာလာပြီးစတင်မတိုက်ခိုက်ပါနဲ့အသေးအုပ်စရာတွေကိုခရိယံဘာသာဝင်ညီကောင်မောင်နှမကောင်းတော့တချို့ကလည်း ဒီလိုမျိုးတက်ပြောနေတော့ကလေးကိုကိုဘက်ကနေထိမ့်ထိမ့်သိမ့်သိမ့်နဲ့အမြန်ဆုံးရက်တက်ပေးပါမဟုတ်ဘူးဆိုရင်ကျမတို့ကလည်းပဲအေးမယူမချင်းမကျေနပ်ဘူးကျမတို့ကတောင်းဆိုနေမှာဖြစ်ပါတယ်ကျမတို့ဖရားသာသနာကိုလာပြီးတော့ကျမတို့ရဲ့အထွတ်မြတ်ထားရကိုဖြက်စည်းဖို့တို့မီးရှို့ဖို့တို့ဓာတ်နဲ့ခုတ်ဖို့တို့ချီနဲ့နင်းဖို့တို့ပြောထွက်တဲ့ပါဇက်သူ့ပါဇက်ကနောက်နေ့ထမင်းအောင်စားနိုင်မှာမထင်ဘူး ဖိုင်သုံးလေးပါနော်။ကဲအဲ့တော့နင်တို့အဲ့ခရိယံတွေကိုငါပြောမယ်။ငါတို့ဖះကြတော့တေပြီးတာနင်တို့ဖះကမတေဘူးလား။အေးငါတို့ဖုရားကပြိဋိဘံစံဖို့ကိုသူ့ကိုယ်သူဘယ်အချိန်မှစံဝင်မယ်ဘယ်အချိန်မှပြိဋိဘံပြုတ်မယ်ဆိုတာငါတို့ဖုရားရှင်ကလေအလိုလျောက်သိတယ်။ဒါကြောင့်မို့လို့ခုသူပြိဋိဘံစံမဲ့အရင်တော့လေကိုယ်တိုင်ရွေးချယ်ပြီးတော့မှတပည့်တော်ဝဲကတွေကိုမှားစရာပြုတ်စရာရှိတာဒီသာသနာကိုပြန်ပွားအောင်လုပ်ဖို့အားလုံးကိုမှားကြိုက်မဲ့ပြိဋိဘံပြုတ်ခဲ့တာ။ နင်တို့ဖရားလို့သူများလက်ရက်တပြက်လာတတ်လို့အသေးဆိုးနဲ့သေပြီးလက်ဝက်ကတိုင်မှာအချိန်ခံရတဲ့ဖရားမဟုတ်ဘူးအဲ့ဒီလို့ပြောလိုက်ရင်ငါတခါမှဒီလိုမပြောခဲ့ဘူးနော်အဲ့လိုပြောလိုက်နင်တို့ကောင်းတဲ့ခင်တဲ့ဘာသာဝင်တွေကနာကြအောင်မှာအတိလို့အပြောမခံချင်းကိုဘာသာကိုထိတ်ကိုလူမျိုးကိုထိတ်ဟမ်ဘလောက်ထိမရိုင်းလဲငါတို့ဖရားကိုချက်တော့နဲ့နင်းမယ်တို့ဓာတ်နဲ့ခုတ်မယ်တို့ ဖြိုပြစ်မယ်လို့ရွှေရောင်စေးဒီငွေရောင်စေးဒီမြန်မာပြည်မှာကိုးကွယ်စရာမလိုဘူးလို့ဆင်ပြီးအိမ်မှာထုံးစရာမလိုဆိုတော့နင်တို့စောက်ဆင်ရပါမလို့လည်းပြောတာလေဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံနော်ဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံ135မျိုးသောညီကိုမောင်နှမတွေအားလုံးဒီဗုဒ္ဓဘာသာကိုးကွယ်တဲ့လူရှိတယ်တခြားဘာသာကိုးကွယ်တဲ့လူရှိတယ်ငါတို့ကစပြီးမစော်ကားဘူးဒါပေမဲ့နင်တို့ငါတို့စပြီးစော်ကားတာဟမ်ဒီနေ့ပို့ကတော်တော်မှတော်တော်မှရိုင်းနေအသားတွေတော့ဆက်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 တုံနေ အပြင်မှာတော့ဆိုနင်းလို့ကောင်းဘလို့လုံးမိမလဲဆိုတာတော့မသိဘူးနော်ဟမ်ကျုပ်စင်းလူကိုကိုးခွေတယ်ပြောတဲ့အထိလက်ခံသေးတယ်ပုံတော်ကိုကိုးခွေတယ်လို့စော်ကားတဲ့အထိငါတို့လက်ခံသေးတယ်အခုကနင်းတို့ကမယိုင်းလာတာခြေထောက်နဲ့နင်းရမယ်ဓာတ်နဲ့ခုတ်ပြရမယ်ရွှေရောင်စေးဒီငိုရောင်စေးဒီတွေဖြိုပြက်ပြရမယ်အိမ်တိုင်းအိမ်တိုင်းမှာစင်မီးပူဇော်ခွင့်မပေးရဘူးအမွှေးတိုင်ပူဇော်ခွင့်မပေးဆိုနင်းဆောက်ဆင့်ရဘာမလို့ဒီလိုပြောတာလဲဟမ်နင်းတို့တော့နေစရာသင်ချိုင်းမရှိလို့ငါတို့မြန်မာပြည်မှာလနေနေတာမလား ဒါဗုဒ္ဓဘာသာနိုင်ငံလူတိုင်းကိုနေထိုင်ခွင့်လည်းပေးထားတယ်ကိုကြိုက်တဲ့ဘာသာကိုလည်းကိုယ်ပွယ်ခွင့်ပေးထားတယ်ဒါကိုလူဘာဝမလားနဲ့နော်ဗုဒ္ဓဘာသာတွေပြောခြင်းပြောလို့ရတယ်ဆိုပြီးလူဘာဝမလားနဲ့နင်တို့ဘာသာကိုနင်တို့လွတ်လပ်စွာကိုယ်ပွယ်ခွင့်ပေးထားတယ်ငါတို့လည်းငါတို့ဘာသာကိုငါတို့အေးစစ်စစ်ကိုယ်ပွယ်တယ်အေးနင်တို့နေထိုင်ခွင့်လည်းပေးထားတယ်အဲ့ဒါကိုလူဘာထက်ဝလာပြီးတော့ ဗုဒ္ဓဘာသာတွေမြန်မာတပြည်လုံးဝဇေဒီတွေဖြိုပေးရမယ်ဖျက်ပေးရမယ်ဆိုအဲ့ဒီအကောင်ဘလောက်စောက်ဆင်းရှိလို့လဲလို့နင်တို့ခရိယံအသိဥစ္စာနင်တို့မေးပေးနင်တို့ခရိယဥစ္စာတွေထွက်ရှင်းအဲ့မဲ့ကောင်ရဲ့ပါဇက်ကိုပိတ်ရင်ပိတ်မပိတ်ရင်ငါဖိုင်ပြန်သွားတယ်မြန်နင်တို့တွေကိုလည်းပဲဒီတက်မကမရက်မချက်ထပ်ပြောမှာအဲ့ဒီကောင်ဖိုင်ုံလဲတင်ပေးထားတယ်ပြောတဲ့ကောင်ရဲ့ရုပ်ကောဖိုင်ရောငါရုပ်နဲ့တွဲပြီးတင်ထားတယ်အဖက်တွေတုံးထားတဲ့ဘလူးသရေကြတာငါရုပ်တော့တရေရုပ်ပေါက်လိုက်တယ်မှာဟမ်ဒါငါတို့ပင်ကိုရုပ်ချိန်မရွေးလာခဲ့နော် ငါတို့ဘာသာငတရားကိုနမစော်ကားနဲ့ငါတို့ကနှလုံးသားထဲမှာဖျားတည်ထားတဲ့ကောင်မတွေငါတို့ဖျားအတွက်ဆိုရင်ငါတို့ကလည်းနင်တို့လိုပဲအသေးခံဖို့အသင့်ပဲနင်တို့လိုငါတို့ဖျားတော့သေပြီးသားလို့ပြောနင်တို့ဖျားလည်းသေပြီးသားသေတာရောရောမဟုတ်သူများပတ်လို့အသေးဆိုးနဲ့သေပြီးလက်ဝက်ကတိုင်မှာချိတ်ခံထားတာမှတ်ထား